Lime Story Channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Channel ကနေပြီးတော့ဒီနေ့မှပရိသတ်တို့အတွက်တင်ဆက်ပေးမယ့်ဇာတ်လမ်းကစာရေးသူဒီမိုမိုရေးသားထားတဲ့ငွေဘဝကူးသွားသူဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရခင်ဗျာ ဒီဇလန်ကိုတော့ကျွန်တော်ရှိုင်းကတင်ဆက်ပေးသွားမှာပါဗျဇလန်လေးမစားတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe နိုင်ခံပြီးတော့ဇလန်သေးများစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်ဖို့အတွက်ပရိသတ်တို့ကဘီနာကနိုတီဘဲလေးကိုနှိပ်သွားချဖို့အကြံပြုရင်းနဲ့ဇလန်လေးကိုစတင်လိုက်ပါပြီခင်ဗျာလူတယောက်ဟာသူချင်းလေးရာပတ်ဝန်းကျင်အနေထားအရာအသိပညာအတတ်ပညာအမျိုးမျိုးရနိုင်တယ်လို့အတတ်မွေးဝမ်းကြောင်းအတွက်လေကျွမ်းကျင်ဟာအတတ်ပညာတွေတက်မြောက်နေတတ်ပါတယ် မိမိနေထိုင်ရာရင်မြင်လိုက်ပြီးတော့အတတ်ပညာမျိုးစုံသင်လေမတူ क्वे ပြောင်းစွာရှိနေပေမဲ့ဒေကြတော်ကတော့လူတိုင်းလူတိုင်းမှာတော့ကျွမ်းကျင်ရာပညာတခုတော့ရှိနေတယ်ဆိုတာပါပဲတကူရုံမကြီးနဲ့အနီးဆုံးနေရာမှာရောတရောင်မှာနေထိုင်သူဘလကတော့သူများနဲ့မတူတဲ့မွေဖန်ကျဲအတတ်ပညာကိုကျွမ်းကျင်စွာတက်ပြောင်းပါလေဘလကလည်းမွေမကြောက်သူအဖေမဟုတ်ဆိုးနဲ့တကူရုံမကြီးရဲ့ကိုငယ်စဉ်ကတည်းကပဲလိုက်လေရှိသူမလို့ဒီတော့တီတောင်တွေရှိနေတည်းဘလအတွက်တော့ထမင်းမငတ်ဘူးလို့ခံယူထားပါရဲ့ အခုဖေမရှိတော့အမေအိုနဲ့ဂျန်နီခဲတဲ့ညီကိုမောင်မများကအိမ်တော်ကြသွားပေမဲ့လေလွတ်လပ်မှုကိုခုံမေနေတဲ့ဘလကအမေနဲ့သာနေပါရယ်အမေချစ်တဲ့တောဆိုရင်လည်းမမပါဘူးဘလအနေနဲ့ရွာနေရွာနီးနာရွာကြီးတရာမှာတော့မွေဝဲတိုင်ဖွင့်ထားတဲ့မွေမျိုးကိုပိတ်တာချင်းဖြင့်ဝယ်ယူတဲ့မွေမျိုးစားလိုက်၍ဈေးကောင်ပေးဝယ်တဲ့မွေဝဲတိုင်စီကိုမွေသွားရောက်မှကမွေမျိုးမျိုးမြတ်ရတာကြောင့်အတန်အနေရဲ့ချောက်ကဒီလိုလှုပ်တဲ့သူတွေလည်းရှိပါရယ် ွေမကြောက်တဲ့ဘလောက်ကလည်းမွေဖန်းသမားဖြစ်လာပါရဲ့ဘလောက်မှာတော့မွေဖန်းပေါ်တငယ်ချင်းတယောက်ရှိပါရဲ့သူရဲ့နာမည်ကတော့တာမောင်ဖြစ်ပါရဲ့တာမောင်ကလည်းမွေကိုဝညံ့နေဖန်းကဘလောက်ကတော့မွေဖန်းရမှာဘာမှမလို့မွေကိုတွေ့တာနဲ့မွေကောင်းကိုအလွန်လင်းမြစွာဖန်းဆုပ်ကင်လိုက်ပါရဲ့တေချာဖန်းကင်လိုက်ကမွေကအိတ်ထဲရောက်သွားတာမို့လို့ဘလောက်အတွက်တော့မွေဖန်းတော့ကထမင်းစားရေတော့ဒီနေ့တကြောမှာကတော့မွေဖန်းရမှာတော့ဘလောက်ကိုရှင်းနိုင်သူမရှိပါဘူး လာမီတော်မြောက်ကဝေဖန်ရောင်းတာကိုမကြိုက်ပေမဲ့ဒီလုပ်ငန်းကဝင်ငွေကောင်းနေတဲ့အတွက်ဗလာကတော့လက်မလွတ်နိုင်ပါဘူးမိမိကြွမ်းကျင်ရာကတော့ဒီလုပ်ပဲရှိတော့မဟုတ်ပါလားအခုတလောအမေနေတိတ်မကောင်း၍ဗလာကလည်းငွေလိုပါ रे အမေကြီးတဲ့တောင်းမလို့အမေအတွက်စေးဖို့လုံလုံလောက်ရှာထားခြင်းပါ रे ဒါကြောင့်မလို့မနေ့စောစောထကတောင်းမုံကိုခေါ်ပြီးတော့ဘကိုးရုံမတဲကိုရောက်လာကြပါ रे ဒီတော်တွေဒီတောင်တွေရလေဗလာနဲ့မစိမ့်ကလဲပတ်သွားရင်းတဲ့တနေရာမှာတော့အတော်ကြီးတဲ့ငန်းမွေကြီးအထီးမှနှစ်ကောင်ကိုတွေးလိုက်လျာတယောက်တစ်ကောင်စီဖမ်းကပါလာရိတ်အရက်ကလေးတောက်ပြီးတော့အနားယူကစက်ကြပြန်ပါရီညနေဆောင်တော့တွက်ချီအတော်ကြိုက်သွားပြီမို့လို့ပြန်လာကြပါရီလမ်းမတော်မွေပွေးတစ်ကောင်ကလေးကက်လန့်ခန်းနေရတာမောင်ကလေးဟဲ့ကောင်ဘလောက်မွေပွေးမကြီးကွာဈေးရှိတယ်မဟမ်းပါနဲ့ကွာလွတ်ပေးလိုက်ပါ ဒါပေမဲ့တောင်ပေါင်းတောင်းနေတဲ့ဂျောင်းကနေပြီးတော့ဘလာကဖမ်းပြီးဒေါင်းနဲ့မွေကောင်းကိုဖျက်လိုက်ပါရီမွေမီဖျောက်ကနေပြီးတော့ဆွဲခါလိုက်တော့မွေပေါက်ကလေးတွေထွက်ကြလာပါရီအားလုံးအကောင်20လောက်ရှိနေပါရီဘလာနဲ့တောင်ပေါင်းကလည်းအားလုံးရိုက်တာလိုက်ကောင်ဘလာကလည်းမွေပွေးအမကြီးအားဟင်းချက်ရန်တဲ့လာပါရီရွာနာမရောက်ခင်လမ်းခွဲကတောင်ပေါင်းကလည်းမွေတိုင်းကိုမွေသွားတွင်၍ဘလာကလည်းအိမ်ကိုပြန်ပြီးမွေဟေးချက်ပါရီဘလာမီတော်များကလည်းဘလာအားကြည့်ပြီးတော့ဒါရဲ့ ငွေဘန်းရောက်တဲ့အလုပ်နဲ့သူများအသက်တက်တဲ့အလုပ်ကိုမလုပ်ပါနဲ့တော့အာဟုဆိုကြီးပါလေကွယ်အေးမမေးရဲ့စဉ်းစားပါမေးအခုတလောအမေအိမ်မက်တွေမကောင်းဘူးစိတ်တွေလဲနေတယ်နောက်ရက်ကြရင်ဒါတော့တော်ရဲကိုမတော်နိုင်ဘူးနော်ဟုတ်ကဲ့ပါမေးအမေနေမကောင်းလို့အိမ်မက်ဆိုးတွေမတ်နေရနေမှာပါ တော်မြောင်ကလေးကောင်းမလေးသားကိုကြည့်ပြီးတော့ဆက်မပြောတော့ဘဲမွေသားဟင်းကျတော့တောင်မောင်လေးရောက်လျာမွေရောင်ရပတ်ဆံမြောင်ကိုဖေးယူပြီးတော့မွေဝေးသားဟင်းနဲ့ထမင်းကိုအားရပါရစားတော့ကြပါရီတော့ရဲ့တော်လေးကိုရောက်တော့အတော်ကြာရိတ်အထိဘာမွေမမတွေ့ခင်နေကင်းပိုက်လောက်ခဏနားရန်တောင်မောင်ပြောတော့ဗလာကလေးလက်ကန်ကနားရန်အပင်ကြီးတစ်ပင်အောက်မှာထိုင်နေတော့ရှိပါသေးတယ်အောက်ရောက်နေတဲ့တေကိုင်းဘောကမွေဝေးတကောင်ကလေးခုံချလာပါရီ အော်ရတော့မွေပွေးတကောင်ကလည်းတိတ်ကိုင်းပေါ်ကနေပြီးတော့ခုံချလာပါရင်ဘလောက်ကလည်းလေပင်ကနေပြီးတော့ခဲထားလိုက်လျောင်းတောင်မောင်လေးမွေပွေးကိုတတ်လိုက်ကကြည့်လိုက်တော့မွေပွေးအထီးကြီးဖြစ်နေပါရင်မွေထီးကြီးရဲ့မျက်လုံးထဲမှာတော့တောင်မောင်ကိုအတိတ်ပဲရှိစွာကြည့်နေတယ်လို့နာကြီးမုံတီးနေတယ်လို့မျိုးတောင်မောင်ခံစားရပါရင်မွေမကြောက်ခဏအကိုက်ခံရပေမဲ့မသေးတဲ့ဘလတယောက်တော့ဒီတခါတော့သေပါပြီဘလအာသူဘချပြီးကလေးကစပြီးတော့တောင်မောင်မွေဖန်းရောင်းတဲ့အလောက်ကိုမလုံတော့ပါဘူး ဘလာတီတော့သူ့အမေကိုသူ့ညီမမိသားစုကလာပြီးတော့စောင့်ရှောက်ပေးပါရီတနေ့တော့တာမောင်ကလည်းသူ့ရဲ့အမေစီကိုရောက်သွားလေရာဘလာရဲ့အိမ်ရှိမှာတော့မွေပွေးတကောင်ပြေးထွက်လာကတာမောင်ကိုကြည့်၍တရှူးရှူးနဲ့နာမုံနေပါရီရုတ်တရက်တာမောင်ကလည်းကြောက်သွားကအနီနာကဒုံချောင်းရှာ၍ရိုက်တက်ရန်ကြက်ရရာမွေကထမပြေးရဲနဲ့တာမောင်ရဲ့စိတ်တွေတမျိုးဖြစ်သွားကသူကအနည်းမပြေးတဲ့မွေပွေးကြီးကိုကြည့်ရင်းနဲ့လွတ်ပြေးလိုက်ပါရီတာမောင်ကလည်းဘလာအမေနဲ့စကားပြောနေတော့မွေပွေးကြီးကို channel ဟူနာတွေ့လိုက်ဒီနာတွေ့လိုက်မြင်နေရတာကြောင့်တာမောင်ရဲ့စိတ်ထဲမှာထင်သွားမိပါရီမိမိတင်တဲ့အထင်မဟုတ်ပါစေနဲ့လို့တာမောင်ကလည်းဆူတောင်းနေရပါရီဒူထင်းနေတော့ကတော့ဗလာမြာမွေဖြစ်နေသလားအခုတော့တော်မြတတိထားမိတာကတော့တော်မြတတယောက်ထဲအိမ်မှာရှိနေခြင်းမွေပွေးကြီးတကောင်ရောက်ရောက်လာတာကတနေ့ရောက်မှညီသက်စွာခွေးနေပါရီအိမ်သားများကတခြားသူလာပါကပြန်ထွက်သွားပါရီတော်မြတရဲ့စိတ်ထဲမှာမွေကိုမြင်လိုက်တိုင်းဗလာကိုတတိရနိုင်မိပါရီအိမ်မှာထဲမှာလေးဗလာကို မျိုးမေစွာမကြာခဏတွေ့တော့ဒေါ်မြတွေးနေမိတာကငါသားကလေးဗလာမြောင်းမွေဘွားရောက်နေသလားဒါကြောင့်မလို့မိမိကိုလာဆောင်ရှောက်နေသလားလို့ထင်နေပေမဲ့မဖြစ်နိုင်ပါဘူးလို့ဖြေတွေးနေရပါတယ်ဒီကနေ့တော်မော်အိယာနိုတော့မျက်နှာတည်ရန်အယောက်ကိုဇင်းလာတယ်ရေဟိုနာရောက်တော့ ခွေနေတဲ့မွေဘွေးကြီးကိုမြင်ရောတော်မောင်ကလေးစံတတဲ့အနေနဲ့ဟဲ့အောင်ဗလာမင်းလာဗလာတော်မောင်ခေါ်တန်ကြတော့မွေဘွေးကြီးဟာချက်ချင်းခေါင်းထောင်လာတော့မလို့တေးကြသွားပါပြီ သူရဲ့တငယ်ချင်းမွေဘွားကိုကူးသွားတာသိတော့တောင်မောင်စိတ်မကောင်း၍မျက်ရည်ကျမိပါလေအခုရက်ပိုင်းမှာတော့မွေပွေးကြီးရောက်မလာတော့လည်းရက်သုံးရက်ရှိပြီလို့ဒေါ်မြကလည်းတတိထားမိပါလေမလာတော့လည်းဒေါ်မြရှာနေမိပါလေအိမ်သားများလည်းမပြောပြထားပါဒေါ်ကြောင့်တမိမှဆိုလို့ဖြစ်ပါလေညာရောက်တော့ဒေါ်မြကလည်းအိမ်မက်မက်ပါတော့လေအိမ်မက်ထဲမှာတော့ဘလာကမျက်နှာမကောင်းစွာနဲ့ဒေါ်မြရဲ့အရှိရက်ရင်နဲ့အမေတော့ကိုယောဂဘုံကြီးเจ้าမှာစွန့်ကပ်ပြီးတော့အမြဝေပေးပါလို့ယောဂ အိမ်မက်ကလန့်လို့သွားပါလေညနေဆောင်တော့တာမောင်ရောက်လာကသူ့ကိုဘလောက်အိမ်မက်ပြီး၍သူ့မိကိုစွန့်သွတ်ပေးဖို့ပြောခိုင်းကြောင်းနဲ့ဒီကိုအလားလမ်းမချုံမုတ်ပေါ်မှာကာလာသားများရိုက်တက်ထားပြီးတော့ပေနေတဲ့မွေပွေကြီးအားတွေ့ခဲ့ကြောင်းပြောပြတော့လေတော်မြမျက်ရည်တွေကျလာကတာမောင်လေးစိတ်မကောင်းဖြစ်နေရပါလေနောက်နေ့မနေ့မှာတော့တာမောင်နဲ့တော်မြတို့ကလည်းဘုံကြီးเจ้าမှာဇွန်းကြိုက်တော့ဖို့ပေးပြီးတော့ตาลีบลายจีนี่อเมยปุตตะเมียกุตุเจ้าตากาวยาบงบัวหยอกบาสิ ပြီးတော့တာရုခေါ်နိုင်ပါစီကွယ်စိုးနေကြဲခွင်းစွာနဲ့ဒေါ်မြောင်းနဲ့တာမောင်ကလည်းအမြပေးလိုက်ကြပါရီအမြအမြအမြโอเคပါပရိသတ်ကြီး ဒီကနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇလန်ကတော့စာရေးသူဒီမိုမိုရေးသားထားတဲ့မွေဘွားကူသွားသူဆိုတဲ့ဇလန်လေးပဲဖြစ်ပါရခင်ဗျာဒီဇလန်ကိုအစားကနေအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များသားရချမ်းမြေတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့စွန့်မွန်ကောင်းများတောင်းပေးလိုက်ပါရခင်ဗျာ